လူတွေယူဆနေတာကဝိဆိုတာကအင်္ဂခံရမယ်ငရဲကတော့ကုသိုလ်ရှင်ရှေ့ရင်လွတ်လိုက်မယ်လို့ဒီလိုယူဆနေကြတာအဲ့တော့ဘုန်းကြီးတို့ပြည်သားရေသူများအသက်ကိုသတ်ထားတဲ့ကံကနေပြီးတော့ကြာရောက်ရမယ်ငရဲကလွတ်မြောက်ဖို့လို့ဆိုတာကုသိုလ်တွေကိုလေနာယီနဲ့မလတ်မိနစ်နဲ့မလတ်စက္ကန့်နဲ့မလတ် တွေအများကြီးလုံရလိမ့်မယ်တဲ့အဲ့ဒီလိုနာယီနဲ့မလဆက်ကနဲ့မလကုသိုလ်တွေအများကြီး လုံဖို့ဆိုတာကိုဖြစ်နိုင်မှာမလားမဖြစ်နိုင်ဘူးဘလို့နည်းနဲ့မှဖြစ်နေဘူးကုသိုလ်တွေရေချိန်ကုန်ဘူးဆိုတာဘလို့မှမဖြစ်နိုင်ဘူးတဲ့လွယ်ကူတဲ့အလုပ်မဟုတ်ဘူးငရဲကိုကြသွားပြီဆိုလို့ရှိရင်ဘုဘဝများစွာကအကျိုးပေးခွင့်မရသေးပဲနဲ့ထိုင်ဆောင်နေတဲ့အကုသိုလ်ကံတွေကလည်းပဲအဲ့ဒီမှလာပြီးတော့ခံရအောင်ပါအမုံစုပြုံပြီးတော့လာမှသူတို့ကလည်းချောင်းနေတာ ဒီကောင်ဘာတော့ငရဲရောက်ပါမလဲငရဲရောက်ပါမလဲ ਨੇ